အင်ဒိုနီးရှားနိုင်ငံတွင်ကွယ်လွန်သွားပြီဖြစ်တဲ့တမရာဟောင်းဆူဟာတိုကိုနိုင်ငံသူရဲကောင်းအဖြစ်ဂုဏ်ပြုမဲ့အစီအစဉ်ကိုစတင်သူများသည့်နိုဝင်ဘာ6ရက်နေ့ကဂျာကာတာမြို့တွင်ဆူယုံဆန္ဒပြခဲ့ကြပြီးထိုအစီအစဉ်ကိုဖျက်သိမ်းရန်အစိုးရကိုတောင်းဆိုခဲ့ကြပါသည်။အင်ဒိုနီးရှား၏လူမှုရေးဝန်ကြီးဌာနနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ကဆူဟာတိုနှင့်အခြားလူ48ဦးကိုဂုဏ်ပြုပွဲတစ်စိတ်များပေးရရန်တမရာပရာဘိုအိုဆူဘီယန်တို့ကိုအစိုးပြုခဲ့ခြင်းဖြစ်ပါသည်။အင်ဒိုနီးရှားတွင်နှစ်စဉ်နိုဝင်ဘာ10ရက်တွင်နိုင်ငံအတွက်ကြီးကြီးမားမားဆောင်ရွက်ပေးခဲ့သူများကိုအဆိုပါဂုဏ်ထူးဖွဲ့ထူးပေးအပ်လိရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံသည်ဆူအာတို၏ New Order အမည်ရှိစစ်တပ်ဗဟိုပြုအစိုးရစနစ်အောက်တွင်ဆယ်စုနှစ်များစွာကြာတင်းကျပ်စွာအုပ်ချုပ်ခံခဲ့ရပါသည်။သို့သည်1998ခုနှစ်ကစီးပွားရေးအကျပ်တဲကာလတွင်ဂျကာတာတွင်ဆန္ဒပြမှုများဖြစ်ပွားခဲ့ချိန်တွင်ယာရူးမှဆင်ပေးခဲ့ရတဲ့အချိန်မတိုင်မီထိအာဏာကို32နှစ်ကြာရယူထားခဲ့ပါသည်။ပြီးခဲ့တဲ့နှစ်ကပြုလုပ်ခဲ့တဲ့ရေကောက်ပွဲတွင်နိုင်ရရှိခဲ့တဲ့အင်ဒိုနီးရှားသမ္မတပရာဘိုသည်၎င်း၏ရောက်ခတိတော်ဆက်ခဲ့မှုသည်ဆူအာတိုကိုလူသိရှင်ကြားချီးမွမ်းခဲ့သူဖြစ်ပြီး ၎င်း၏အစိုးရလုပ်ငန်းစဉ်များတွင်လည်းစစ်တပ်၏ပါဝင်မှုကိုပုံမမြင့်တင်လျက်ရှိပါသည်။နိုဝင်ဘာ6ရက်တွင်သမ္မတနန်းတော်အနီးစုယုံခဲ့ကြတဲ့ဆန္ဒပြသူများကဆူဝါတို၏လူအခွင့်အရေးချိုးဖောက်မှုဆွဆဲချက်များနှင့်အာဂဒီလိုက်စားမှုဆွဲချက်များကြောင့်နိုင်ငံသူရဲကောင်းပွဲနှင့်မထိုက်တန်ကြောင်းပြောကြားခဲ့ပါသည်။ဆန္ဒပြသူအချို့ကဆူဝါတို၏လုပ်ရက်များကိုဖုံးကွယ်နေမှုများရပ်တန့်ရန်နှင့်လူပေါင်းထောင်ချီတည်ဆုံခဲ့တော်လဲနိုင်ငံတကာကမေးပြောက်ရန်ကြိုးပမ်းနေကြောင်းရေးသားထားတဲ့လက်ကင်ပိုစတာများကိုကင်ဆောင်ခဲ့ကြပါသည်။ အဆိုပါဆိုရုံးဆန္ဒပြမှုတွင်နိုင်ငံတကာလူငယ်ချမ်းသာခွင့်အဖွဲ့အင်ဒိုနီးရှားနှင့်အကြမ်းဖက်မှုကြောင့်ထိခိုက်နစ်နာသူများနှင့်ပျောက်ဆုံးခဲ့သူများဆိုင်ရာကော်မရှင်တို့လည်းပါဝင်ပါသည်